ီဒီယန်အဖန်ကိုဝင်းရံအားဖြည့်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုဆရာကြီးအောင်သိန်းရေးသားတော့ခေါင်ကုံနဲ့မုံမုံလို့အမည်ရတဲ့ဝိတုဆောင်းပါးလေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြပါအောင်ခင်ဗျာခေါင်ကုံနဲ့မုံမုံယခုကျွန်တော်ရွေးချယ်လိုက်တော့ခေါင်ကုံနဲ့မုံမုံဝိတုမှာကျွန်တော်ရွေးချယ်ခဲ့သောအခြားဝိတုများဤတဘာဝနှင့် အတန်အသင့်ကွာခြားသည်ဟုထင်မိပါသည်ဧဝိထုတွင် ဥတီချက်ရီမှန်းချက်များ ပါရှိနိုင်သည်မှန်တော်လေဗဒါနလွှမ်းမိုးနေသည်မှာယောသာအေဂျန်တော်မြစ်တာဘွဲကလေးသာလွှမ်းနေသည်ဟုထင်မိပါသည် ထိုမြစ်တာဘွဲတွင် အလွမ်းငွေအဆွေးငွေကလေးလည်းလွှမ်းနေသောကြောင့်ပို၍နှစ်သက်ဖွယ်ရာ ဖြစ်လာသည်ဟုလည်းထင်မိပါသည် ကျွန်တော်တို့တွေဝိထုဖတ်ကြရာတွင် မျောလင့်တတ်ကြသည်မှာဝါ နှစ်သက်တက်ကြသည်မှာရဒခံစားလိုခြင်းအနုပညာကို ခံစားလိုခြင်းတို့အပြင်အတိအမြင်တုဒ္ဒအတ္တတို့ကို စီးပူးလိုခြင်းတို့လည်းပါဝင်နေသည်ဟုကျွန်တော်ယူဆမိပါသည်အေဝိထုတို့ကိုကျွန်တော်နှစ်သက်မိခြင်းတွင် ထိုအတိအမြင်တုဒ္ဒအတ္တကိုရရှိတော်ကြောင်ဖြစ်ပါသည် ရွေးချယ်မိခြင်းမှာကထိုအတိအမြင်ဘဟုတုဒ္ဒအတ္တတို့ကိုတိချာမဖြစ်စေဘဲ ဝိထုနှင့်တတားရေဖြစ်နေအောင်ရေးဖွဲတတ်သောအမှုပညာဆွမ်းရည်ကြောင့်ဖြစ်ပါသည်ဧဝိထုမှတစဉ်တွေးတိလိုက်ရသောတုဒ္ဒတတို့မှာရှင်အမျိုးသားတို့ဤဒလိထုံနှမ်းများသူတို့ဤဘဝကိစ္စများနှင့်ဝတ်ဝန်စသောတားကောင်တို့ဤတဘာဝများဖြစ်ပါသည်ရတ္တအားဖြင့်နှစ်သက်မိသည်မှာရှင်လူလင်ကလေးအောင်လင်းကဆရာမလေးလက်လက်ခံအပေါ်တွေ့တာနေမိသည့်မြေတားနှင့် ဝောင်းဝံကလေးခုံခုံနှင့်မုံမုံတို့ဤတနာပွဲဘဝကလေးပင်ဖြစ်ပါသည် ရှင်းလူလင်ကလေးအောင်လင်ဆ iam မလေးလက်လက်ခိုင်းဝောင်းဝံကလေးခုံခုံနှင့်မုံမုံတို့လေးဦးကိုခွဲခြားမရအောင် ဖွဲ့စည်းထားသောဇလန်းကလေးပင်ဖြစ်ပါသည်ဆာရဲသူရှင်းတောင်ကင်းမောင်သည်ဝိထုကိုဖွင့်ပုံဝါဆာ၍တည်ဆောင်သွားပုံအဆုံးတက်လိုက်ပုံအထိတက်တက်ရရရှိအောင် ရေးနိုင်သည်ဟုဆိုရပါမည် ယနေ့ဝိထုတော်များ၏ရေပူရပမာဏနှင့်နှိုင်းရှင်လျင်အတော်ကလေးရှည်သည်ဟုဆိုရပါမည်။တချို့သောမဂ္ဂဇင်းဝိထုရှင်ဤပါလောက်ရှိပါသည်။သို့သောငင်းငွေခြင်းမရှိအောင်ရေဖွဲ့နိုင်သည်ဟုဆိုသင့်ပါသည်။ရေဖွဲ့ပုံမှာရိုးရိုးကလေးပင်ဖြစ်ပါသည်။ပြောသူနန္ဒာချူထောင်းနှင့်ရေဖွဲ့ထားရာထိုကဲ့သို့သောရေဟန်ကြောင့်ပင်လျင်ရှင်ရမျိုးသားလေး၏ ရိုးစင်းသောတရိုက်ကိုပုံမူပြပြန်လာစေသည်ဟုထင်မိပါသည်။ဇရိုက်ကိုပြပြန်လာစေသည်ဟုသောစကားလုံးကို များလုံးသည်ဟုဆိုပါလေ။ပြောသူရေဇရိုက်နှင့် လေတံကန့်ညီသော ရေဟန်ဖြစ်သည်ဟုကမဟုတ်ရဆိုနိုင်ပါသည်။ဝတ္ထုတို့တပုတ်ကိုမိသောမိပုံဖွင့်သည်ဟုသောအချက်ကို ပုံတည်ကားချက်ပြော၍မရပါ။ကျွန်တော်အနေဖြင့်အကျန်းအားဖြင့်ပြောလိုက်ရလျင် ဝိတုတော်၏အဖွင့်သည်စာဘတ်သူကိုချက်ချင်းဖန်စာနိုးကြားစေခြင်းထိုအဖွင့်သည်ဝိတုတော်အတွက်အရေးကြီးသောဇဝင်ကံဖြစ်နေခြင်းဟူသောအင်္ဂါနှင့်ရပြည့်စုံစေသည့်တောင်းဝန်ကိုထမ်းဆောင်နိုင်လျင်အဖွင့်ကောင်းသည်ဟုကျွန်တော်ဆိုခြင်းပါသည်ရှင်းတော်ကင်းမောင်ဖွင့်ပုံကိုကြည့်ပါကျွန်တော်သည်ထပ်ပိုင်းကျိုးနေသောပြောင်းပင်များကိုကြည့်ပြီးအတော်ပင် မခံမရနိုင်ဖြစ်မိပါသည် အပင်တွင် အဖူးများမရှိတော့ပါမြေကြီးပေါ်တွင် ပြောင်းမှုရုံနှင့်ပြောင်းဖို့ဘက်များပြန်ကျဲ၍နေသည် ပြောင်းမဲ့ငုတ်တို့များ၏အခန်းလက်များကြားတွင်မဲနက်သောဝဝုံမွေ တပင်စနှစ်ပင်သာကတ်ကြံခဲ့၏အနီးနား၌လည်းဝဝုံမစင်အနေငယ်တွေ့ရသည် မစင်ထဲတွင်တစ်အဲ့စီများပါနေ၏ရှင်းတော့ဒေတာမောတိုက်နေ လုံနူးရွာသားဖြစ်သူရှင်းလူလင်ကလေးအောင်လင်းသည်ဆက်တန်းအောင်တော်လဲအစိုးရအလုံးမလုံပဲမိဘရိုးရာ တောင်ယာကိုပင်ဆက်လက်လောက်ကင်ခဲ့သည်တောင်ယာမှတဆင့်တက်၍လက်ဖက်တနက်ဖက်ပိုးစာပန်းသည်လိမ်မော်သည် စသောနှင်းရှင်းရှမ်းများသည့်စိုက်ပျိုးရန်ကြံရွယ်ထားသည်သို့သော အရှင်နေရတောင်ယာစိုက်ပျိုးနေစေဝဝွင့်၏ဖြစ်စည်းခြင်းကိုခံရခြင်းဖြစ်ပါသည် ထို့ကြောင့်ဝဝွန်ကိုဖယ်ရှားရန်နှလုံးပြူတနတ်ကို ပြန်လည်တိုက်ရှုသည်ပြောင်းစားရောင်းရသောငွေကလေးနှင့်ဝယ်ယူထားရသောတနတ်ဖြစ်ပါသည်ရန်တော်ဟောင်းများကို ပြန်လည်ပြုပြင်၍ရန်တို့ခဲလုံးထည့်ပြီးအသင့်ပြင်သည်ထို့နောက်ဝဝွန်ရှိမည်ဟုထင်ရသောဘက်သို့ဘဲဘက်မှတနတ်ကိုင်းညာဘက်မှဓားတို့တလက်ကိုကိုင်းပြီးဝဝွန်ရှာရန်ထွက်ခဲ့သည် မထင်မှတ်ပဲထင်းချိုးပင်ကိုမေ့ပြီးအိပ်ပျော်နေသောဝဝုံကြီးကိုတွေ့လိုက်ရသည်ကျွန်တော်မှာဝဝုံကိုတိုးယုံတိုးမိခြင်းမဟုတ်သူ့ခြေထောက်ကိုပါတွားတက်မိလျက်သားဖြစ်သွားသည်ဝဝုံကြီးမှလန့်နိုးကဟုံးကနေထလာသည် ကျွန်တော်လည်းလန့်လန့်ဖြန့်ဖြန့်ဖြင့်သူ့ကောင်းကိုခုတ်လိုက်မိပါ၏ဝဝုံမှာအိမ်မုံသုံးပွားလည်းဖြစ်ဒါရာကြောင့်လည်းထူပူနေရာသူ့ကိုကြော်၍တောင်ထိပ်သို့တက်ပြေးသွားသောကျွန်တော်အာမမြင်လိုက်ပါ တားရတို့တွင်မဖြောင့်နိုင်သောအကျင့်ကိုယ်စီရှိကြ၏ကြားကိုပြစ်လျင်အပေါ်တို့တထောင်ခန့်မြောက်တက်သွား၏ဝဝံကိုပြစ်လျင်မူရန်သူကို တောင်အောက်သို့ဆန်းသွားတတ်၏အခုလည်းဝဝံကြီးသည်တောင်အောင်ဟောင်းအောင်မြင်ရင်လက်နက်ဘက်ကိုဘယ်လွှဲညာရန်လောက်ခါအောက်ဘက်သို့ဆန်းသွားလေသည်ကျွန်တော်နောက်သို့လှည့်ကြည့်ရာဝဝံမှာတောင်အောက်သို့အတော်ကလေးဝေးသွားခဲ့လေပြီ တုံမီထားသောထဲချိုးပင်အခေါင်းထဲမှမမျော်လင့်ပဲဝဝုံကလေးနှစ်ကောင်ထွက်လာသည်ကို တွေ့ရသည်ကျွန်တော်ကသားတဲ့မိခင်ကို ခုံမိရှိပြီတကားကျွန်တော်တို့အချင်းအမျိုးသားများတွင် ကောင်လွှင်းငုံဝါကြားတတ်သည့်ကုံနှင့်ငချမ်းရင်းငုံဝါတဲ့ရစားတတ်သည့်ကုံတို့ကလွန်စွာအဆင့်မြင့်၏တဲ့ရစားဆိုသည်မှာတဲ့ရစေစားသည့်တရဝါကိုတတ်ရှင်းဖြစ်သည် တော်ဝဲနဲ့ဝေါဝုံနှမျိုးသာတဲ့အဲစီစာဤခွေင်းကိုဝါမျက်စာတတ်သူ ဥပမာတမင်းတရေခြေငယ်ဆိုင်ဆက်တတ်သူတို့ကများစွာဂုံမရှိလားရှိလူတိုင်းတဲ့ကလူဟုသာတတ်မှတ်ခြင်းခံရသည်တော်ဝဲဝေါဝုံနဲ့ကြားကိုတတ်သူတို့ကလူမှုရေးဆက်ဆံရေးနယ်ပယ်၌အထက်လွာတွင်ဂုံတင်ခြင်းခံကြရ၏နတ်ပွဲ အိမ်သစ်တပ်ပွဲစသည်တို့တွင်အိမ်ဦးကန်းနိုင်ခုံမြင်းများဖြင့်နေရာပေးခြင်းခံကြရာခေါင်းဦးကောင်းပြားစားဦးစားပြားတည်ခင်းခြင်းကို ခံကြရသည်ရွာပေါ်တွင်ဩဇာညောင်းကမိသူကားများ သူတို့အားမထီလေးစားမပြုရဲကြချေရှင်းလူလင်ကလေးမောင်အောင်လင်းသည် မရှာရင်ကိုခုံကိုလိုချင်သောကြောင့်ဝေါဝန်ကလေးနှကောင်ကိုဖမ်းပြီးစောင်းနှင့်ထုတ်၍ထမ်းယူလာခဲ့သည် အိနကောင်ကိုခြံလောင်ထားရမည်အသားစားကောင်းသည့်အရွယ်ရောက်မှတက်ပြီးအောင်သည်အောင်သားစားမည်ဤသို့သောချင်းမျိုးသားတို့၏ဓလေထုံးစံများမှာစာဖတ်သူအားဆွဲငင်သည့်အကြောင်းတစ်ပါးပင်ဖြစ်ပါသည်ဇလန်းတွင်ရှစ်ဆက်ဘာဖြစ်မည်နည်းဆိုသည်ကိုသိလိုစိတ်ရှိပြီတကယ်သို့ထူဆန်းသောဒေသန္တရဘဟုသူဒ္ဓကိုသိလိုသည်မှာဓမ္မတာပင်ဖြစ်ပါသည်ထို့ကြောင့်ဤသို့သောချင်းမျိုးသားတို့၏ဓလေထုံးစံများကိုထည့်သွင်းထားခြင်းမှာလည်း စာဘတ်သူအားနိုးကြားစေသေးသောအချက်ဖြစ်သည်ဟုပင်ထင်မိပါသည်ယခုမုံကဝဝနှကောင်ဖြစ်နေသောကြောင့်ဇလန်းဇက်ကွက်ဘဲသို့ဆက်မြည်ကိုတိလို့စိတ်လဲပေါ်လာနေရပြန်ပါသည်ထိုအချိန်တွင်ရွာရှိကျောင်းအတင်းဆက်ဆက်ကိုလာဖွင့်ပေးသည့်ကျောင်းဟုတ်ဆီယာမကလေးဒေါ်လဲလက်ခိုင်ဆိုသူရောက်လာပါသည်အသက်က20နှစ်ခန့်မြသာရှိသေးသည် အားလုံးကဆီယာမာလီဟုပင်လေးစားမျက်နှိုးစွာခေါ်ကြသည်သူကဘုံဝင်ကလေးနှစ်ကောင်ကိုတက်ပြီး အောင်သေးအောင်သားစားကဂုံဘွက်ခံယူမည်ဟုသောအချက်ကိုမနှိမ့်မြွနိုင်ကျမတောင်းပန်ပါတယ်ဦးအောင်လင်းဒီဝန်းဝန်ကလေးတွေကိုမတက်ပါနဲ့ရှင်သူတို့ကိုတက်လို့ရမယ့်ဂုံထက် သူတို့ကိုရှမ်းသာပေးလို့ရမယ့်ဂုံကပိုပြီးမြင့်မြတ်ပါလိမ့်မယ်ဒီတို့ဖြင့် ဆီယာမာလေးကိုလေးစားတွေ့တာသည့်စိတ်ဖြင့်မောင်အောင်လင်းသည်ဝန်းဝန်ကလေးနှစ်ကောင်ကိုချမ်းသာပေးရန်ဆုံးဖြတ်လိုက်သည်ဝန်းဝန်ကလေးတစ်ကောင်ကိုဆီယာမာလေးအားလက်ဆောင်ပေးလိုက်သည်ဆီယာမာလေးကဝန်းဝန်ကလေးကိုလက်ခံမွေးမြူသည်ဆီယာမာလေးကဝန်းဝန်ကလေးကို ခုံဆော့ခုံဆော့လုံလုံ၍ခုံခုံဟုအမည်ပေးထားသည်ဝန်းဝန်ကလေးကလည်းဆီယာမာလေးကခုံခုံဟုဆိုလိုက်လျင်နားလည်းတကယ်သူခုံဆော့ခုံဆော့လိုက်လို့သည် မောင်အောင်လင်းကလည်းသူ့ရဲ့ဝတ်ဝံကလေးကိုမောင်မောင်ဟုအမည်ပေးသည်တပြေးပြေးနဲ့မောင်အောင်လင်းသည်ဆီယာမာလေးရဲ့ပေါ်ရှစ်စိတ်ဝင်လာသည်ဆီယာမာလေးခိုင်းလိုက်လျင်ဘာမဆိုလှုပ်ပေးသည်လှုပ်ပေးရသည်ကိုပင်ပျော်နေတတ်သည်ဆီယာမာလေးကသူ့အပေါ်တွေ့တာစိတ်ရှိမရှိကိုစမ်းသပ်ကြည့်ခြင်းသည်ဤအခန်းလေးမှာရှစ်စိတ်ရာပျော်စရာကောင်းသောအခန်းကလေးပင်ဖြစ်ပါသည် ကျွန်တော်တို့ဒေသတွင်ယောက်ျားကလေးများမိန်းကလေးများကိုခင်မဲ့လျင်စေးတံပေးတောက်တတ်သည်အစမှာတော့မိန်းကလေးကချက်စနိုးဖြင့်ငင်းပေမည်သို့တော့ပြန်ရွေးခင်ရိုးမှန်လျင်တဖြည်းဖြည်းနှင့်စေးတံကိုလက်ခံလာရမည်သာဤသို့ဖြင့်စေးတံချင်းလဲတောက်သည့်အဆင်းတို့ပင် ရောက်သွားတတ်ကြ၏စေးတံကိုတောက်လျှောက်အငင်းပဲ့ခံရပြီဆိုလျင်တော့မျောလင်းချက်ဆုံးပြီးမြန်မြန်နောက်ဆုတ်ပေရော့ကျွန်တော်သည် ကျေးဝကျိုးကလေးများပတ်ကျွဲကြိုယိုတက်ထားသောရှင်စေးတံနှားလကလေးကို ပလိုင်းထဲမှ ထုတ်၍ဆေးထည့်ပြီရော့ဆ iam ဆ iam ရှင်းတောင်ရောက်တာကြာပြီ ရှင်းစေးတံမတောက်သေးဘူးထင်တယ်တောက်ဖို့တည်းရှိအောင်တောက်ကြည့်ပါဦးဟုပြောပြောဆိုဆိုမရေတရေကမ်းပေးလိုက်ပါသည် အမှန်တော့ဆ iam လေးသည် စေးတံမပြောနှင့်ဆဲလိုက်ပင်တောက်သူမဟုတ်ပါ ကျွန်တော်သည်ဆ iam လေးကငင်းများငင်းလေမီလား ငင်းယုံဆိုတော်သည်ဆဲများဆဲလိမီလားဟု အမျိုးမျိုးတွေးပူမိပါသည်ဆ iam မလေးသည်ငင်းလည်းမငင်းဆဲလည်းမဆဲပါဆဲရံကိုအသာတကြီးယူလိုက်ပါ၏တို့တော့ကျွန်တော်ကမင်းညိပေးမည်ဟုမင်းကြီးကံ၍အနာကတ်သွားသောအခါ၌မူသူကပြုံး၍လက်ကပြ၏ဆ iam မလေးအပြုတ်မှုအပေါ်မြေကဲသို့အတိတ်ပဲကောက်ရမည်ကို ကျွန်တော်မစင်စားတတ်တော့ပါ ဆေးရံဆေးလိုက်တောက်တယ်ဆိုတာမကောင်းပါဘူးဟဲ့ယောဂရတတ်တယ်ဆရာမလေးကဤသို့ပြောလိုက်သောအခါ၌မူကျွန်တော်မှပို၍ပင် နားထွေးသွားမိပါတော့ဤသို့တနေ့ခန့်ကြာပါသည်ခေါကုံနှင့်မုံမုံတို့သည်လည်းထွားချိုင်းကြည့်ပြင်းလာသည်တနေ့တွင်မောင်အောင်လင်း၏ဝဝံကလေးမုံမုံသည်လှောင်ထားသောခြံကို တိုးထွက်သွားပြီးအိမ်နီးချင်းထန်းလင်းဤတဲရှိတွင်ရှိနေသောကြောင်ကလေးတစ်ကောင်ကို သူ၏လက်သေးများဖြင့်စုပ်ဖက်တက်ပြလိုက်သည်ထန်းလင်းကလေးများအသင့်ဖြစ်နေသည် မောင်အောင်လင်းကို အားနာ၍သာမပြေရှင်းဖြစ်သည်ထို့အတူဆီယာမာလေး၏ဝတ်ဝန်ခုံခုံကိုလည်းအိမ်ပေါ်ထား၍မဖြစ်တော့ပြီအိမ်နောက်ဘေးရှံထဲတွင်လှောင်ထားရသည်မုံမုံကအကြောင်းတော်ကောင်ကိုတတ်လိုက်သောအခါဆီယာမာလေးစရိတ်ခံ၍ထင်းချိုတစ်တာလှုပ်ပြီးခုံခုံကိုထဲ့ပြီးရန်ကုန်တလိမ့်ဆန်ဥယျာဉ်သို့လှူလိုက်သည် မောင်အောင်လင်းမှာငွေကြေးမတက်နိုင်သောကြောင့်မုံမုံကိုဆက်ပြီးမွေးထားရသည်ဆရာမလေးရွာသို့ရောက်လာသည်မှာနှစ်နေခန့်ရှိလေပြီသူလည်းပြည်မသို့ပြန်တော့မည်ပြန်သွားလျင် မုံမုံကိုထင်းရှုတက်တာနှင့်ထဲ့ယူသွားမည်တလိမ့်ဆန်ယုံတို့ပို့မည်ခုံခုံနှင့် တွေးကြလိမ့်မည်ဆရာမလေးနှင့်ရာသက်ပံခွဲရလိမ့်မည်ဟု မောင်အောင်လင်းမထင်မိသူသည်စိုက်ခင်းကလေးမှတဆင်း ပန်ဒီလိမ္မော်ချင်းချံအထိတက်လန်းအောင်မီတနေ့တွင်ဆရာမလေးနှင့်ဒီတို့မျောလင်းထားသည်ထိုကားတွင်ပင်ဝေါဝုံကလေးမုံမုံကထန်းလိမ့်ဤဝါကလေးတကောင်ကိုကြိုက်တက်လိုက်သည်ထို့ကြောင့်ထန်းလိမ့်ကတင်းချင်းမခံနိုင်တော့ပဲမြားဖြင့်ပြစ်လိုက်သည်မုံမုံမှာတကားမှအေတို့မခံစားရဘူးတော့ကြောင့်ချံကိုတဟုံတို့တိုးခွေထွက်ပြီးတိုးတဲ့တို့ဝင်ပြေးသွားလေတော့ဤ ဆရာမလေးကမုံမုံကိုတနာပါတယ်ဟာနင်သူ့ကိုပြန်ဖမ်းပေးပါနင်ဖမ်းရင်ရမှာပါငါသူ့တံရကိုဆေးထက်ပေးမယ်ပြီးတော့တလိမ့်ဆန်ယုံယူသွားမယ်သူ့ကိုတော်တယ်ဒီတိုင်းထားရင်မြားစိတ်တက်ပြီးသေသွားနိုင်မယ်နော်ဤတို့ဖြင့်မောင်အောင်လင်းဒီမုံမုံကိုလိုက်ရှာပါတော့သည်တခြားရွာသားအချို့ကလည်းမုံမုံကိုရှာနေကြသည်လူတွေကိုအန်ရယ်ပြုမှာဆိုးလို့ဟုအကြောင်းပြတော်လဲ အမှန်မှာသူတို့သည်တဲ့ရဲ့ကျေးစာဂုံကိုခံလို့ကြသည် မုံမုံကို ဟာချွေးဆိုသောရွာသားတယောက်တွေ့ခဲ့၏တို့တော့မုံမုံဤလက်ချက်ကိုသာခံခဲ့ရသည်ဆောင်းကို အပိုင်းပိုင်းအဆဆဆုတ်လွှတ်လိုက်သူတို့ကလုံးအစွဲအဆောက်အထူထောင်းခံလိုက်ရသည်ဖြင့်ရွာတို့ရိုင်တိရိုင်တိုင်းသာပြန်ရောက်၍လာသည်စင်စစ်ဝုံဝုံနှင့်တွေ့လျင် လူကိုအသားတွေကို ကုတ်ချက် ဆုပ်ဖြဲပြင်မြဲဖြစ်ပါလေရဲ့။ဟာချွေးကိုတွေးထွက်တန်ယိုဖြစ်အောင်မလုပ်လိုက်ဒီမှာအံဝစရာဖြစ်၍နေပေတော့သည်။ကျွန်တော်အကြောင်းချာကြည့်၏။အဖြေတစ်ခုသာရသည်။အေကာအချားမဟုတ်။မုံမုံသည်ဘဝပေးမကောင်း၍တောပုံကြီးဘဝသို့ရောက်ရတော့လေ။ငယ်ချိန်ကလေးကလူနှင့်ယဉ်ပါးခဲ့သူ ဖြစ်သောကြောင့်လူတွေကို အတက်နိုင်သောတက်ညာလိုက်ဟန်ရှိပေသည်။ဆီယာမာလေးပြန်မြင့်နေသူရောက်လာပြီ။ သို့သောမုံမုံကိုမောင်အောင်လင်းလိုက်ပြီးဖမ်းနေသည်ကိုစောင့်နေသည်မောင်အောင်လင်းကလည်းမုံမုံကိုရှာသည် မတွေ့ထိုအခါတောတိုးတန့်ကြားရသောကြောင့်ကြောက်ဆောင်အကွယ်တစ်ခုမှရှောင်ကြည့်လိုက်သည်ပြေးထွက်လာသည်မှာမုံမုံမဟုတ်တဆိုင်ချမ်းဖြူဖြူကြီးကြိုက်ရှိထားသလားဟု အောင်မရအောင်အဆွေနှစ်ဖက်ဖွေးဖွေးကြီးပေါ်နေသောတောဝက်ကြီးတစ်ကောင်သာဖြစ်ပါ၏မကြမီ လူ၃ယောက်နောက်ကလိုက်လာကြသည်ထိုရှင်ရမျိုးသားများမှာရောင်တုံးကြီးတွေနဲ့ဖြစ်သည် မောင်အောင်လင်းတို့ရွာမှာနှစ်ရက်ခန့်ဝေးတော်လက်လျောင်းချောင်းနယ်မှာဖြစ်ပါသည်ဆင်တဲ့ထိုသူများဤဝကြီးနောက်သို့လိုက်ခဲ့သည်မှာ၃ရက်ခန့်ရှိလေပြီလူတယောက်ကိုအသေးပတ်ထားခဲ့ပြီလမ်းတွင်တွေ့သောလူနှစ်ယောက်ကိုလည်းနောက်ထပ်ထပ်ပတ်ခဲ့သေးသည်အေလူ၃ယောက်သာမဟုတ်လူအုပ်ွယ်ပြီးကြံခဲ့သောအရှားလူတစုကိုလည်းရှိသေးသည် ထိုပရမလူစုထွက်သွားပြီးနောက်မှမုံမုံကိုတွေ့ရတော့သည်မောင်အောင်လင်းကခါတိုင်းကစားနေကြအတိုင်းစောင်းကြောင်ထိုင်ချပြီးလက်နဖက်ကိုထောင်၍လက်ဖြစ်တစ်ချက်တီးလိုက်သည်ထို့နောက်လက်နဖက်ကိုကာကာဆန့်ဆန့်တန်းပစ်လိုက်မုံမုံသည်ခေါင်းကိုမောလိုက်သည်သူ၏မျက်လုံးများဝင်းလက်လာ၏သူသည်နေရာမှထကာခေါင်းကိုဆက်ခနဲတစ်ချက်ခါလိုက်သည် ေကာသူဝမ်းသာသည့်အခါပြုလုပ်နေကြသည့်အမူအရာဖြစ်သည်ပြီးမှသူသည် ကျွန်တော်ထံသို့လွှားကနေခုံလာပါသည် ကျွန်တော်ကလည်းသူ့ကိုလှမ်းဖက်ရန်အသင့်ပြင်ထားလိုက်သို့တော့ဒိုင်းကနေတနတ်တန်တစ်ချက်ကြားရပြီ မောင်မောင်သည်ကျွန်တော်အချိန်တွင်မြေသို့ခောက်ခနေကြသွားပါသည်တောဝက်ကိုလာရင်အုပ်စုွယ်ကြံ့ရင့်နေခဲ့သောလူတစ်ယောက်ကမောင်အောင်လင်းအားခုံအုပ်သည်အထင်မှား၍ မုံမုံကိုတူမီနှင့်လှမ်း၍ပစ်လိုက်ခြင်းပင်ဖြစ်ပါသည်ကျွန်တော်သည်သွေးရိုက်ထဲတွင်လဲနေသောမုံမုံကိုပြဲတို့ရန်ပြင်လိုက်သည်ထို့သောမုံမုံသည်ကျွန်တော်ကို အကင်မခံတော့ပါဘေးသို့ဆက်ခနဲလှိမ့်ပြလိုက်သည်ပြီးတော့သူသည်ကျွန်တော်အားစိမ့်စိမ့်ကြည့်ကြည့်နေမုံမုံသည်ကျွန်တော်အားတကားမှအိတ်ကဲ့သို့မကြည့်ဘူးပါသူဆိုခြင်းသည့်အထိပယ်ကိုသူ့မျက်လုံး၌အထင်သာတွေ့ရသည် ။တခင်အပေါ်ငါယုံတလောက်တခင်ကတစ္ဆာမရှိဘူး။ငါကိုယ်တောင်ပြစ်လိုက်ပါဘကောလား။အေကဲတို့ပြောနေသည်နဲ့ကျွန်တော်ထင်ရသည်။ကျွန်တော်စိတ်ထိခိုက်မိ၏။မဟုတ်ရပါကြောင်သူ့ကိုပြောပြခြင်းသည်။သို့တော်သူဘလို့နားလည်မည်နည်း။ထိုစင်မှာပင် သူဇီဝင်ရှုပ်သွားခဲ့လေပြီ။ဆ iamma လေးကအကြာကြီးစောင့်နေသေးသည်။သို့တော်ရွာတို့အရင်ရောက်နေသူအချို့ကပြောပြတော့ကြောင့ မုံမုံသေးပြီဖြစ်ကြောင်းသိသွားသည်အသေးကောင်ကိုမဆောင်တော့ပါဘူးမသေးပါစေနဲ့လို့တေချာမှားရက်သားနေဟုပြောသွားပြီးရွာမှထွက်သွားသည်တလကညသောအခါမြို့တန့်ပြောင်းများဝယ်ရန်မောင်အောင်လင်းရန်ကုန်သို့ဆင်းလာခဲ့သည်ဆ iam မလေးပေးထားသောလိပ်စာအတိုင်းတွားတွေ့သည်သို့တော်တကားကိုတော့ခတ်ထားသည်မိသူကိုမျှမတွေ့ရအိမ်နီးချင်းများအားမေးမြန်းကြည့်ပါတော့လဲမသိရ ထို့ကြောင့်တလိဆိုင်ယုံဘက်သို့လှည့်လာခဲ့သည်ခုံခုံကိုအရှားဝတ်ဝန်များကြားတွင် တွေ့ရသည်ရှင်းတော့ကင်းမောင်သည်သူ၏ဝိထုကိုမိတို့အဆုံးတက်တဲ့သည်ကို နားလေသည်မိသည့်နေရာတွင် ရက်တဲ့သည်ကိုနားလေသည် အဆုံးတက်လိုက်ပုံကိုကျွန်တော်ကြိုက်ပါသည်ကြည့်ပါသူသည်ကျွန်တော်ကိုမြင်လိုက်တော့မှတ်မိပုံရသည်ရှက်ရှင်းပြေးလာသည်ကျွန်တော်ကခုံခုံဟုခေါ်လိုက်သည်နှင့်တပြိုင်နက်သူသည် မတ်တက်ရက်၍ တန်တိုင်များကိုဖမ်းကင်က ခုံဆွခုံဆွလုပ်နေပါတော့သည်ဘေးမှလူများသည်ကျွန်တော်နှင့်ခုံခုံကို အထူးဆန်းလို့ကြည်နေကြ၏ဆရာမလေးအခုဘယ်မလဲကျွန်တော်စကားကို သူနားလည်ဟန်မတူပါမူတူတူကြီးသာလုပ်နေသည် အမှန်တော့လေဆရာမလေးဘယ်ရောက်နေသည် သူသိမည်မဟုတ်ထုံမြတာမကမုံမုံအဖြစ်ကိုလည်းသူသိမည်မဟုတ်ပါဘီဝိထုကိုအီတွင်အဆုံးတက်လိုက်သည် တရလာတော့အဆုံးတက်လိုက်ခြင်းပင်ဖြစ်ပါသည်ကျွန်တော်အနေနဲ့မူကားပုံတဏ္ဍရရောပဏာမရရောဤဝိထုကိုဝိထုရှိဟုဆိုခြင်းပါသည်သို့တော်စာတိအဖွဲ့ကဝိထုတို့စင်းရင်တွင်ထည့်သွင်းထားသောကြောင့်ဝိထုတို့အဖြစ်ပင်ယူလိုက်ပါသည်ဤဝိထုမှာဇလံဝိထုကလေးတက်တက်ဟုသာဆိုခြင်းပါသည်သို့တော်အပေါ်လိုမရှိအောင်ရေးဖွဲ့ထားခြင်း ရိုးရိုးပြပြအေးအေးကလေးနဲ့ပြောထားခြင်းတို့မှာနှစ်လုံးပဲကောင်းသည်ဟုထင်မိပါသည်မိမိတို့ခံစားမိသမျှကို ပြန်မပြောတတ်သဖြင့်တနာခြင်းနာဖွယ်ရာကောင်းသောသူ၃မျိုးရှိပါသည်၎င်းတို့မှာခလေးငယ်စိတ်ပေါ့တုတ်တူနှင့်တလိမ့်ဆန်များဖြစ်ပါသည် ထိုသူများမှာပင်ကိုအပြင်ဗဂရိယောသာဆင်ကျယ်နေသောကြောင့်ပရိသတ်ကတနာကျင်နာရန်အသင်ဖြစ်နေတတ်ကြပါသည် ထို့ကြောင့်ခလေးငယ် စိတ်ဒဇဝေဒနာရှင်တလိမ့်ဆန်ကလေးများကိုအတေကဇက်ကောင်ပြုလုပ်၍ထုံးဖွဲ့ထားသောဇလန်းများကိုပရိသတ်နှစ်သက်ခြင်းဖြစ်ပါသည်စာဖတ်သူပြန်ပြီးစဉ်းစားလျင်ဤသို့သောတနာစရာတရဝါဇက်ဆောင်များကိုတတိယမိပါသည်ရှင်းတော့ကင်းမောင်သည် သူ၏လက်ကိုမထိန်နိုင်သော နေရာကလေးတစ်ခွက်ကိုတော့တွေ့ရပါသည်ဝိထုအပိသက်ခါနေတွင် နန်းတွင်မိညို၏အလှဘက်ကဗျာကလေးကိုထဲတွင်ရွတ်ဆိုလိုက်ခြင်းပင်ဖြစ်သည်ရှင်ကလေးအောင်လင်း၏အတန်မဟုတ်ပဲစာရဲသူ၏အတန်တို့ပြောင်းသွားသည်ဟုခံစားရလိုက်မိသည်ရှင်ကလေးအောင်လင်းမှာဆယ်တန်းအောင်မိသားဟုထုချေစရာအကွက်ရှိတော်လေခြေပိုင်းအပြောဆိုနှင့်ကွာလွန်နေသည်ထို့ကြောင့်စာဘတ်သူမှာဆက်ခနဲမျက်ခုံးပင့်ရသည့်အခြေအနေတို့ရောက်သွားသည်ဤသို့ဖြစ်ခြင်းသည် စာဘတ်သူ၏ယုံစိတ်ကို တုံမနေဖြစ်သွားစေတတ်သည်ဟုကျွန်တော်ယူဆပါသည်မိတို့ပင်ဖြစ်စေနှစ်လိုလွားမောပွေရာဝိတုကလေးတစ်ပုဒ်ဖြစ်သည်ကိုကကျွန်တော်ယုံကြည်မိပါသည်ရှင်းတော့ကင်းမောင်သည်ပံဝန်းခြင်းကိုလေ့လာတတ်သောကြောင့်တကြောင်စာရေးသားနိုင်နင်းသောကြောင့်တကြောင်ဝိတုကောင်းကလေးများထမ်းမှန်ပေါ်ထွက်လာလိမ့်မည်ဟုလည်းမျှော်လင့်မိပါသည်အောင်သိင်တပင်မဂဇင်းနိုဝင်ဘာ1984 ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးအောင်သိန်းရေးသားတော့ခုံခုံနဲ့မုံမုံလို့အမည်ရတဲ့ဝိဓုဆောင်းပါးလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာရှင်ပေပေဝင်ရောက်နားဆင်အဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီပေါ်မောင်မတူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးမြင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီပေါ်မောင်မများအားလုံးကိုယ်စိတ်နှပါရှင်လန်းရှာမြေ့ကြပါစေခင်ဗျာ